မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူနဲ့ချစ်လင်းမြိုင် Toyota ကုမ္ပဏီကိုစစ်ကောင်စီကအပြည့်ပြည့်စရင်သွင်းလိုက်ပြီးစောချစ်သူခဆန့်မြင်သာသမီ၃ဦးနဲ့စီးပွားရေးတာဝန်ခံ2ဦးတို့ကိုအပြည့်ပြည့်သူများအဖြစ်ကျင်းညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် လက်အောက်ခံကရင်နယ်ကြားဆောင်တပ်မှဘုံမူကြီးစောချစ်သူနှင့်ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြတ်စရင်သွင်းပြီးဘုံမူကြီးစောချစ်သူနှင့်သားသမီးများအပါအဝင်ဒါရိုက်တာများကိုပါအမိပြတ်သူများအဖြစ်စစ်တပ်ကကြေညာထားပါတယ် အကြံပစစ်ကောင်စီထံတို့ပို့ကုံရငွေနိုင်ငံချောင်းငွေမပေးသွင်းသည့်ပို့ကုံသွင်းကုန်ကုမ္ပဏီ198ခုနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမည်ပြက်စရင်သွင်းကြောင်းကြေညာခဲ့ရတွင် ပုံမူကြီးစောချစ်သူပိုင်းချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်သူဤစနီသားသမီးများကိုပါအမည်ပြက်စရင်ကြေညာလိုက်ခြင်းဖြစ်ပါသည်။ စစ်ကောင်စီကကြီးညာသောအမိပြက်စရင်ဝင်ကုမ္ပဏီ198ခုတွင်စောချစ်သူဤချစ်လင်းမြိုင် Toyota ကုမ္ပဏီကနံပါတ်25အဖြစ်အမိပြက်စရင်တွင်ခံထားရခြင်းဖြစ်ပြီးစောချစ်သူဤနာမည်စံမြင်တမီနန်းနှင်းနန္နာဤသားဖြစ်သူစောချစ်ချင်းစောထူးအေမူဘုံမူကြီးစောချစ်သူဤစီးပွားရေးတာဝန်ကံစောမင်းမင်းဦးတို့ကိုပါအမိပြက်သူများအဖြစ်ကြီးညာထားခြင်းဖြစ်ပါသည်အဆိုပါကြေညာမှုသည် NLD အဆိုရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းဖို့ကုန်များတင်ဖို့ခဲ့ကြသော ဖို့ကုံသွင်းကုံကုမ္ပဏီများကိုအကြံဖတ်ဆဲကောင်စီက၎င်းလက်အောက်ခံဖမ်းများအတွင်သို့နိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းတူရတွင်ကုမ္ပဏီများကပို့ကုန်ရောင်းဝယ်နိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိသည့်အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတွေလက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီ၏ကြေညာချက်အရသိရှိရပါသည်။ထို့ပြင်စစ်ကောင်စီ၏အမိပြတ်စရင်ကြေညာခံရသူများသည့် ပို့ကုန်သွင်းကုန်ဆိုင်ရာဥပဒေတမြင့်ချက်များကိုကျူးလွန်သူများဖြစ်ကြောင်း FEML ပုံမှန်42ကာကြီအရာထိုသူကိုတစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာလုံးဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်းပြဋ္ဌာန်းထားကြောင်းစစ်ကောင်စီ၏ကြေညာချက်အရသိရှိရပါသည်စစ်ကောင်စီကအမည်ပြစရင်ကြေညာလိုက်သောဘုံမူကြီးစောချစ်သူခဆန်မြင့်တွင်တာနတ်ဦးသမီးတဦးရှိပြီးစနီးဖြစ်သူမှာနှန်းခင်လှသူဖြစ်သည်စောချစ်သူဤတာနာဦးမှာ BGF ဖုံးမှုစောထူးအဲမှုအသက်32နှစ် ဘုံမူစော့ချစ်ချင်းအသက်28နှစ်နဲ့သမီးနန်းနင်းနန္ဒာအေးအသက်26နှစ်တို့ဖြစ်ကြသည်။ဆံမြင်စော့ချစ်သူ၏နာမည်လွဲအဖြစ်အသုံးပြုထားသောနာမည်နှင့်၎င်း၏တာသမီများသည် BGF ပိုင်ကုမ္ပဏီများတွင်အ धिक အခန်းခဏမှပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်များအကြားရှယ်ယာခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခစောချစ်သူမိသားစုသည် BGF တပ်၏စီးပွားရေးလုပ်ငန်း၆ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရပါသည်။ထို့ပြင်နမဲစု နှင့်ကြော်ကြသောကြားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်သော Apollo ဖတ်နေယူလောင်ဘေးဖတ်တို့တွင်လည်းအနေစုရှေ့ရရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းရင်းစည်းပိုင်းလုပ်ငန်းနှစ်ခုလုံးတွင်စံမြင့်ဤသားဖြစ်သူ BGF ဖို့မှုစောထူးအမှုသည် Titan နှင့်ရှေ့ရရှင်တဦးဖြစ်ကြောင်းသိရှိရပါသည်။စောချစ်သူဤတမီဖြစ်သူနန်းနီနန္ဒာအေအသက်26နှစ်သည်စင်ကာပူနိုင်ငံနှင့်ဗီဒိန်နိုင်ငံတို့တွင်ပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုပွဲရရှိထားက BGF E လုပ်ငန်းလေးခုတွင်ရှေ့ရရှင်နှင့် Titan အဖြစ်ပါဝင်နေသည်။စောချစ်သူဤမိမနန်းခင်လာသူသည် မိသားစုစည်းပွားရေးတွင်ပါဝင်လောက်ကိုင်မှုရှိတော့လဲရှယ်ယာရှင်နှင့်ဒါရိုက်တာယာတို့များကိုရယူခြင်းမရှိပေ။ထို့ရတွင်သူမက BGFE စည်းပွားရေးလုပ်ငန်းများမှအကျိုးအမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်သည်။ BGFE စည်းပွားရေးလုပ်ငန်းများတွင်စောချစ်သူမိသားစုကချစ်လင်းမြိုင်တိုရိုတာကုမ္ပဏီတွင်ရှယ်ယာ65ရာခိုင်နှုန်း၊ချစ်လင်းမြိုင်တပ်ထုတွင်နှင့်စက်မှုကုန်ထုတ်လုပ်ငန်းတွင်ရှယ်ယာ68ရာခိုင်နှုန်း၊ဒေါနာတန်လွင်ကုမ္ပဏီတွင်ရှယ်ယာ60ရာခိုင်နှုန်း ထူးသစ္စာအောင်ကုမ္ပဏီတွင်180ရာခိုင်နှုန်းထူးမြတ်တာထူးကုမ္ပဏီတွင်180ရာခိုင်နှုန်းရွှေပရိသာမြိုင်ကုမ္ပဏီတွင်150ရာခိုင်နှုန်းတို့ပါဝင်ထားသည် BGF ကလုံဆောင်နေသည့်တရားမဝင်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသည့်ခေါင်းဆောင်နှုတ်ဦးမှဘုံမူကြီးစောမင်းမင်းဦးနှင့်ဘုံမူစောတင်ဝင်းတို့ဖြစ်ကြပြီးစစ်ကောင်စီကစောချစ်သူနှင့်အတူအမည်ပြစရင်ကျင်းပလိုက်သောဘုံမူကြီးစောမင်းမင်းဦးသည် BGF စီးပွားရေးလုပ်ငန်းများတွင်အ धिक ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်နေသူဖြစ်သည် ဆက်လက်ပြီးရွှေချင်းမြို့နယ်ခမာယ998တရင်တွင်ဘန်ကာနှင့်ကရုတ်ချင်းများပြက်လက်တီစောင့်နေသောစစ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ခမာယ998တရင်တွင်ဘန်ကာနှင့်ကရုတ်ချင်းများပြက်လက်တီစောင့်နေသောအကြမ်းဖက်စစ်သားများကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်း ဘကို district people different organization ဘကိုခရိုင်ပကဖတာဝန်ခံကိုဖြိုးမောင်ကသတင်းဌာနသူပြောဆိုပါရင်ဇွန်လ29ရက်နေ့မိုးလယ်ပိုင်းရွှေချင်းမြို့နယ်ခမာရ998တရရင်၌ဘန်ကာနှင့်ကရုတ်ချင်းများပြန်လည်တိစောင့်နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများဖြင့် KNU KNL တပ်မဟာ3ရင်း9နဲ့ပူးပေါင်းတပ်များဖြစ်သောဘကိုခရိုင်ပကဖဖြူဟာ36ဒေါနာတရရင်တို့ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ထို့ပြင်မောမျိုးနယ်တရဲသမိန်ကျေးရွာရှိအကြံဖတ်စစ်တပ်၏လက်နက်ကြီးများပစ်ခတ်သည့်နေရာကိုလည်းထော်လန့်ရေးတပ်ဖွဲ့များကစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှစစ်သားလေးဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။သူတို့ကစစ်တောင်းကန်နဖူအနောက်ဘက်ကန်ကနေလာလိုက်တွားလိုက်ဆိုတော့စစ်ခွေးအင်အားတော့မခံမှန်းတတ်ပါဘူး။မေလရှိရနေတဲ့က 998ကိုတိုက်ထားတာပါသူတို့ပြန်ထိုင်လို့မရအောင်ပြီးတော့စစ်တောင်းမြေအရှိတ်ဘက်ကမှကျွန်တော်တို့တော်လိုက်ရေးတပ်ဖွဲ့တွေနေမြေစုမှုရေးအဖြစ်ရအောင် မိုးရင်းဖြစ်နေပါစေတိုက်ထုတ်သွားမှာပါဟုဘကိုးဒစ်စတင်ပီပယ်ဒစ်ဖရန့်အော်ဂနိုက်ဇေးရှင်းဘကိုးခရိုင်ပါကာဖာတာဝန်ခံကိုဖြိုးမောင်ကိုကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကဘကိုးခရိုင်ပါကာဖာ၏စံအိတ်တထောင်တိန်တထောင်ကမ်ပိန်းဖွင့်ပွဲနေ့တွင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးဘကိုးခရိုင်ပါကာဖာကိုကဲမှုရှိရှစ်မြို့နယ်ပါကာဖာမှရဲဘော်များခိုးလုံးစစ်ဘေးရှောင်ပြည်သူများကိုရှိခါဆန်ဖြည့်တင်းနိုင်ရေးအတွက်ပြည်တွင်းပြည်ပထောက်ဖို့ပြည်သူများအနေဖြင့်ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန်လေးလေးနက်နက်မြစ်တာရက်ခံကြောင်း ဖကို district people different organization ဘကိုခရိုင်ပကဖတာဝန်ခံကိုဖြိုးမောင်ကိုကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးမိုးပြင်းမြို့ကိုပြန်သိမ့်ဖို့အင်အားအလုံးရင်းနဲ့စစ်ကောင်စီတပ်ထိုးပေါက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်ကယားပြည်နယ်အစပ်ကမိုးပြင်းမြို့တဲကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းထိုးပေါက်ဝင်ရောက်လာတာကြောင့်ပြည်သူတွေအနေနဲ့မိုးပြင်းမြို့ရှိအဓိကလမ်းမကြီးကိုလုံးဝဖြတ်တန်းသွားလာခြင်းမပြုဖို့ရှမ်းတောင်ကရင်ပြည်တပ်ပေါင်းစုကမနေ့ဇွန်လ30ရက်ညပိုင်းကသတိပေးထုတ်ပြန်ပါတယ် အဓိကလမ်းမကြီးကိုပြည်သူတွေလုံးဝအသုံးမပြုဖို့အပြင်မိုးပြင်းမြို့အနီးနားရှိကျေးရွာလူတို့အနေနဲ့စည်ရေးတရီနဲ့သွာလာနေထိုင်ကြဖို့လဲတိုက်တွန်းထားပါတယ်။မိုးပြင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကိုရှမ်းတောင်ကရင်ပြည်တပ်ပေါင်းစုကလာပေါင်းများစွာအပြင်းထန်တိုက်ခိုက်ခုခံနေတာပါ။ရှမ်းတောင်ကရင်ပြည်တပ်ပေါင်းစုမှကရင်ပြည်အမျိုးသားများကောက်ွက်ရေးတပ် KMDF ဒီမော့ဆို DMO Local PDF ရှမ်းတောင်ပြူဟာတင်မိုးပြဲ Local PDF နဲ့ကရင်ပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA တို့ပါဝင်ပါတယ်။ မိုးပြဲအခြေအနေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့အဆုံးအဖြတ်ဖြစ်လာမဲ့အဆင့်ထိရောက်နေတယ်လို့မိုးပြဲမျိုးရှိစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။မိုးပြဲကိုရဖို့အတွက်စစ်ကောင်စီတပ်အား၄ချောင်းနဲ့လက်နက်ကြီးပစ်ကူအားပြုပြီးရေပြင်တပ်ဖွဲ့အင်အားရချီတုံးပြီးထိုးစစ်ဆင်လာတာလို့သိရပါတယ်။ခရီးနီတပ်ပေါင်းစုက2023ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ချင်းမြန်တပ်ရင်းခမရ420နှစ်ကလွဲလို့မိုးပြဲမျိုးနဲ့မျိုးရှိစစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထိန်းချုပ်ခဲ့တာပါ။ သိမ့်ပိုက်ထိန်ချုပ်ခဲ့တာပါအဲဒီနောက်တနင်္လာနေ့အကြာမှာ 2024ဒီဇင်ဘာလမှာတော့မြို့ကိုပြန်လည်သိမ်းဖို့စစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။တံပြန်ထိုးစစ်ဆင်ရမှာမိုးပြဲမြို့မြောက်ဘက်ခြမ်းနှမိုင်းကျော်အကွာရှိမြို့ဆောင်တန်းခမရ422ကိုအခြေပြုပြီးမြို့ရင်းကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်အင်အား900ထက်မနည်းအသုံးပြုနေတယ်လို့ခရင်နီပူပေါင်းတပ်တော်ဝင်ရှိသူတွေကပြောထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နောက်ပိုင်းကစလို့တိုက်ပွဲတွေပုံမပြင်းထန်ခဲ့ပါတယ်။မိုးပြဲမြို့အပြင်ကိုဖဲ့ခုံအင်းအရှိတ်ဘက်ခြမ်းမှာပါစကစားနေ PNO ပြည်သူစစ်ရဲ့ထိုးစစ်ကိုထော်လှန်ရေးအင်အားစုတွေက ရင်ဆိုင်နေကြတယ်။စစ်မျက်နှာတစ်ခုစလုံးမှာကစစ်ကောင်စီဘက်ကအင်အား2000လောက်တုံးထားတယ်လို့ခန့်မှန်းရတယ်လို့ခရင်နီစစ်ဖက်သတင်းရင်းမြစ်ကပြောပါရယ်။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။